ရေရမိအနာဂတိချံအခန်းကြီး73အငယ်1မှ29တဖန်ထာဝရဘုရားကသင်သည်ခြိခါပန်းကိုတွား၍ယူပြီးလင်ခား၌စီးလောရေနှင့်မလျှော်ရဟုငါအာမိန့်တော်မူသော စကားတော်အတိုင်းငါသည်ကပန်းကိုယူ၍ခား၌စီးလေ၏ထာဝရဘုရား၏နှုတ်ကပတ်တော်သည်ဒုတိယအချိန်ငါစီသူရောက်လျင် သင်သည်ခား၌စီးသောကပန်းကိုယူပြီးလင် ဥပရမြစ်တို့ထသွား၍ကြောက်တွင်၌ဝတ်ထားလောဟု မိန့်တော်မူသည့်အတိုင်းငါသည်သွား၍ဥပရမြစ်နာမှာဝတ်ထား၏ထိုနောက်ကာလအင်တန်ကြာပြီးမှထာဝရဘုရားကတင်းသည်ထ၍ဥပရမြစ်တို့သွားလော ထိုမြစ်နာမှာငါအမိန့်တော်နှင့်ဝတ်ထားခဲ့ပြီးသောကပန်းကိုထုတ်လောဟု မိန့်တော်မူ၏ ငါသည်လည်းဥပရမျက်နာသို့သွားပြီးလင်ဝတ်ထားရာအရက်၌တူး၍ကပန်းကိုထုတ်သောအခါကပန်းသည်ဆွေးမြေ့၍အသုံးမရဖြစ်၏။ထာဝရဘုရား၏နှုတ်ကပတ်တော်သည်ငါစီသို့ရောက်၍မိန့်တော်မူသီကားထိုနည်းတူယူဒပြည်၌ထောင်လွှားခြင်းကိုငါရှုံချမည်။ ယေရုရှလင်မြို့ဤထောင်လွှားခြင်းကို အလွန်ရှုံချမိငါစကားကိုနားမထောင်မိမိစိတ်နှလုံးခိုင်မာသောသဘောအတိုင်းကျင့်၍အခြားသဘာသောဖျားတို့ကိုဝတ်ပြုကိုးကွယ်ခြင်းငါလိုက်သွားသောဤလူဆိုးမျိုးသည်အတုံးမရသောဤကပန်းကဲ့သို့ဖြစ်လိမ့်မည် ကပန်းသည် လူဤခါ၌မိဝဲတကဲ့သို့ဣတရေလအမျိုးရှိသမျှတို့နှင့်ယုဒအမျိုးအပေါင်းတို့သည်ငါဤလူမျိုးဘွဲ့နာမှဘုံအတရေဖြစ်စေခြင်းငါငါ၌မိဝဲစေတော်လေသူတို့သည်နားမထောင်ကြဟုထာဝရဘုရားမိန်တော်မူ၏တပံဣတရေလအမျိုးဤဘုရားသခင်ထာဝရဘုရားကတရေဘူးရှိသမျှတို့သည်စပြည့်ရည်နှင့်ပြည့်ကြလိမ့်မည်ဟု မိန်တော်မူကြောင်းကို သင်သည်သူတို့အားပြောလောသူတို့ကလည်းတရေဘူးရှိသမျှတို့သည် စပြည့်ရည်နှင့်ပြည့်ကြလိမ့်မည်အကြောင်းကိုငါတို့မသိသလောဟုပြန်ပြောကြလျှင် တင်ကလည်းထာဝရဘုရားမိန့်တော်မူသည်ကဒါဝိမင်းကြီး၏ယာစပလင်ပေါ်မှထိုင်သောရှင်ဘုရင်မှစ၍ယိပရောဟိပရောဖက်ယေရုရှလင်မြို့သားရှိသည်များတို့နှင့်ပြည်သူပြည်သားအပေါင်းတို့ကိုရစ်မှုခြင်းနှင့်ငါပြည့်စေမည်ညီအကိုချင်းတားအဖချင်းတို့ကိုငါထိခိုက်စေမည်ငါသည်ကရုဏာမရှိမနှမြောမကယ်မပဲထိုသူတို့ကိုဖျက်ဆီးမည်ဟုထာဝရဘုရားမိန့်တော်မူ၏ သင်တို့သည် နားထောင်နာယူကြလောထောင်လွားသောစိတ်မရှိကြနှင့်ထာဝရဘုရားအမိန့်တော်ရှိ၏မိုးမချုပ်မီမိုက်သောတောင်ပေါ်မှာသင်တို့သည် ထိခိုက်၍မလဲမီအလင်းကို မျောလင့်သောအခါတေမင်းအရေးထုထက်သောမှောင်မိုက်ကိုဖြစ်စေတော်မမူမီ သင်တို့ဤဘုရားသခင်ထာဝရဘုရား၏ဂုဏ်တော်ကိုချီးမွမ်းကြလောသင်တို့သည် နားမထောင်ဘဲနေလေမူကသင်တို့မာနကြောင့်ငါစိတ်ဝိညာဉ်သည် မထင်ရှားသောအရက်၌ ငိုကြွေးမည်ထရပြားဤသိုးစုကိုတင်းသွားသောကြောင့်ငါမျက်စီလည်းအလွန်ငို၍မျက်ရည်ကျမည်ကိုကိုကိုနှိမ့်ချ၍ထိုင်ကြလောသင်တို့၌ဘုံကြီးသောတရဖူသည်သင်တို့၏ခေါင်းပေါ်မှဆင်းရလိမ့်မည်ဟုရှင်ဘရင်နှင့်မိဖုရားတို့အားပြောလောတောင်ဘက်မြို့တို့ကိုပိတ်ထား၍အဘယ်သူမျှမဖွင့်ရယူဒပြည်သူပြည်သားအပေါင်းတို့ကိုတင်းသွားကြပြီ အကုန်အစင်တင်းသွားကြပြီ မြောက်မျက်နာကလာသောသူတို့ကိုမျော်၍ကြည်လောတင့်အားငါပေးသောတိုးစုလှသောတိုးစုသည်အဘယ်မှရှိသနည်းတင်သည်ဆုံးမတော်မူခြင်းကို ခံရသောအခါအဘယ်သို့ပြောလိမ့်မည်နည်းသူတို့သည်တင့်ကိုအစိုးတရပြုစေခြင်းငါတင်သည်ကိုယ်တိုင်အကြံပေးပြီး တားဖွာသောမိမခံရသောဝေဒနာကို သင်ခံရလိမ့်မည်မဟုတ်လောသင်ကလေအဘေအကြောင်းကြောင့်ဤအမှုရောက်သည်နည်းဟုစိတ်ထဲ၌အောက်မေ့လင်တင်းအပြစ်များသောကြောင့်သင်အဝတ်ကို ချွေရ၏ခြေနှင်းကိုလည်းမစည်းရဧတယောပိလူသည်မိမိအရေးဤအစင်းကို၎င်းစတ္တိမိမိအကွက်အကြားတို့ကို၎င်းပြောင်းလဲနိုင်သလိုပြောင်းလဲနိုင်လျင်ဒုစရိုက်ကိုပြုလေရှိသောသူတို့သည် ူးစရိုက်ကိုပြုတ်ခြင်းငါတက်နိုင်ကြလိမ့်မည်ထို့ကြောင့်ဖွဲကိုလေးပြင်းတိုက်လွင့်တကဲ့သို့ထိုသူတို့ကိုငါလွင့်စေမည်တင်တီငါကိုမေ့လျော်၍မုသာ၌မိဝဲစည်းကပ်သောကြောင့်တဲ့အဖို့ငါတိုင်းထွာ၍ပေးလက်တန့်သော အငန်းအတာကဤတို့သည် ထို့သူနှင့်အညီတင်ရှက်စီရာအကြောင်းကိုထင်ရှားစေခြင်းငါတင်ဤအဝတ်ကိုငါဖွင့်လှည့်၍ပြမည်တင်ဤမြောက်မှထားခြင်းဟီမြည်ခြင်းမတရားသောမိထုံဤညစ်ညူခြင်းတောင်ပေါ်၌လကောင်းလယ်ပြင်၌လကောင်း ပြုသောဆက်စုပ်ရွံရှာပွဲတို့ကိုငါတည်မြည်၏အိုးယေရုရှလင်မြို့တင်သည်အမင်္ဂလာရှိ၏ တန့်ရှင်းခြင်းတို့မရောက်ဘဲအပေမြကာလပတ်လုံးနေလိမ့်မည်နီဟုသာဝရဘုရားမိန့်တော်မူ၏အာမင် God bless you